တက်မြို့အခြေဆိုင်ခလာယာ284တက်ရင်ကိုအပီးတိုင်ချေမုန်းနိုင်ခဲ့ပြီးမင်းတက်မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ပြီဟုချင်းညီနောင်အဖွဲ့တရားဝင်ထုတ်ပြန်နိုင်ငံရေးအကျဉ်းသား73ဦးကိုလည်းကဲ့တင်နိုင်ခဲ့ချင်းပြည်နယ်မင်းတက်မြို့အခြေဆိုင်ခလာယာ284တက်ရင်ကိုအပီးတိုင်ချေမုန်းနိုင်ခဲ့ပြီးမင်းတက်မြို့ကိုအလုံးစုံထိန်းချုပ်နိုင်ပြီဟုချင်းညီနောင်အဖွဲ့ကယနေ့ဒီဇင်ဘာလ22ရက်နေ့တွင်တရားဝင်ထုတ်ပြန်လိုက်ပြီးနိုဝင်ဘာလ9ရက်နေ့မှစ၍မင်းတက်မြို့နှင့် ဖလန်းမျိုးတို့ကိုချင်းညီနောင်စစ်စင်ရေးအဖြစ်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့ရာမင်းတပ်မျိုးအခြေစိုက်ခလာယာနေရ84တပ်ရင်းကိုဒီဇင်ဘာလ22ရက်နေ့တွင် အပီးတိုင်ချေမှုန်းနိုင်ခဲ့ပြီးမင်းတပ်မျိုးကိုအလုံးစုံထိန်းချုပ်နိုင်လိုက်ခြင်းဖြစ်ကြောင်းသိရသည်မင်းတပ်မျိုးသိမ်းစစ်စင်ရေးအတွင်းအကြမ်းဖက်စစ်ကောင်စီမှ2020ခုနှစ်အာဏာသိမ်းပြီးနောက်မတရားဖမ်းဆီးအကျဉ်းကျထားသည့်နိုင်ငံရေးအကျဉ်းသား73ဦးကိုလည်းအောင်မြင်စွာကဲထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည် အဆိုပါမင်းတပ်မျိုးသိမ်းတိုက်ပွဲကိုချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့်မုံရခရိုင်တရင်တုံးတို့မှဟန်ချက်ညီညီဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီးအာရခတ်တော်အေအေမှဆစ်လက်နက်ခဲယန်းစစ်ကူများအပြင်စစ်ရေးဆိုင်ရာအကြံဉာဏ်များနဲ့လိုအပ်သောအကူအညီများကိုပံ့ပိုးကူညီခဲ့ကြောင်းသိရသည့်ချင်းညီနောင်စစ်စင်ရေးအဖြစ်ဖော်ဆောင်ခဲ့သည့်မင်းတပ်မျိုးသိမ်းစစ်စင်ရေးတွင် အသက်ပေးသွားကြသည့်အာဇာနည်သူရဲကောင်းများ ကိုလက်အင်ကပေးဆက်ခဲ့ကြသည့်ရဲဘော်များနှင့်အောင်ပွဲရသည့်အထိစွန်းစွန်းတမန်ချီတက်တိုက်ပွဲဝင်ခဲ့ကြသောတပ်မှုများတပ်သားများ၏အမိန့်နာခံမှုတိုက်ရိုက်ခိုက်ရရဲစွမ်းတတိဆွဲလုံလရှိမှုတို့ကိုလှိုက်လဲစွာလေးစားဂုဏ်ပြုကြောင်းနှင့်ချင်းညီနောင်အနေဖြင့်ချင်းပြည်ရှိမြို့နယ်များတွင်ကျန်းရှိနေသေးသည့်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအားတိမ့်ပိုက်နိုင်ရေးအတွက်မဟာမိတ်တပ်ဖွဲ့များနှင့်အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းအတည်ပြုထားသည်